ရမ်ကသူ့ရဲ့ဒုတိယအကြိမ်မြောက်သမရသက်တမ်းရက်တရာပြည့်အခမ်းအနားမှာရွေးကောက်ပွဲချုပ်မဲဆွယ်မှုဆန်ဆန်မိန်ကွန်းတစ်ခုပြောပြီးအောင်မြင်မှုတွေကိုမော်ကြွားသွားသလိုပြန်ပတ်တွေကိုထိုးနှက်သွားခဲ့ပါတယ်ရွေးကောက်ပွဲချုပ်ကတိတွေကိုအကောင့်ထဲဖော်ရမှာထရမ်ဟာအမေရိကန်စီတရားမဝင်နဲ့ဇက်ဖြတ်ကျော်ရွှေ့ပြောင်းလာသူအရေးအတွက်ကိုထိထိရောက်ရောက်ရှော့ချနိုင်ခဲ့ပေမဲ့စီးပွားရေးတိုးတက်ဖို့ဆိုတဲ့နေရာမှာတော့မရေရာမှုတွေကြုံနေရပါတယ်သူဟာကုံသွယ်ဘက်နိုင်ငံအားလုံးစီကတင်ပို့လာတဲ့ကုန်စည်တွေအပေါ် အခွန်စည်းကြမ်းမှုတွေမြင့်တင်ပြီးတရုတ်နဲ့လည်းကုန်သွယ်ရေးဆက်ပွဲဆန်ဆာအပြိုင်မှုတွေကိုဖန်တီးခဲ့တဲ့အတွက် American စီးပွားရေးအနာဂတ်ကမရေရာမှုတွေနဲ့လုံထွေးနေပါတယ်။ Trump ကတော့သူ့အစိုးရကအခုမှအစပြုံးရှိသေးပြီးတကယ်အပြောင်းလဲကြီးတွေကိုအလုံးအထည်မမြင်ရသေးဘူးလို့ထည့်ပြောသွားပါတယ်။နောက်ပြီးသူ့အစိုးရကရက်တရာအတွင်းထောက်ခံနှုန်းတိတိတသာ ရော့ကျလာတဲ့ဆိုတော့လူထုအမြင်စစ်တမ်းရလဒ်တွေကလည်းအထူးအယောင်တွေသာဖြစ်တယ်လို့ Trump ကဆိုပါတယ်။ Democratic အမျိုးသားကော်မတီ DNC ကတော့ ထရမ့်ရဲ့တမရတက်တဲ့ပထမဆုံးရပ်ပေါင်းတရာဟာအမေရိကန်အတွက်မဟာမဟာအေယာမကြာရှုံးမှုကြီးတစ်ခုလို့ရင်းညွှန်းပြောဆိုခဲ့ပါရရှင်။